မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလူဦးရေ9တန်းကျော်ရဲ့နေစဉ်အသားစားသုံးမှုလိုအပ်ချက်ကိုစနစ်တကျတွက်ချက်ထားရှိရနေထောက်ထုတ်မှုနဲ့စားသုံးမှုညတာမှာသာတင့်တင့်နဲ့စေလုံများဖြစ်မယ်လို့နာစကဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလူဦးရေ9တန်းကျော်ရဲ့နေစဉ်အသားစားသုံးမှုလိုအပ်ချက်ကိုစနစ်တကျတွက်ချက်ထားရှိရန်နဲ့ထုတ်လုပ်မှုနဲ့စားသုံးမှုများကြမှာသာ တင့်တင့်နဲ့ဈေးနှုန်းများဖြစ်မယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကဇွန်လ22ရက်ကရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ရှိမြမစီဝါရေးကော်ပိုရေးရှင်းရွှေပြည်စိုက်ပျိုးမွေးမြူရေးဆောင်အကောင့်ထဲပေါ်ဆောင်ရွက်နေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုဆက်စပ်ရရင်ထည့်သွင်းပြောကြားကြောင်းသိရပါတယ်။စိုက်ပျိုးမွေးမြူရေးဆောင်မှထွက်ရှိတဲ့ အတားငါဥအမျိုးမျိုးနဲ့ဟင်းသီးဟင်းရွက်များကိုဈေးခွက်အတွင်သူလက်ဆက်စွာဖြင့်ရောင်းချပေးနိုင်ရေးစနစ်ရအစီအမံဆောင်ရွက်သွားရန်လိုကြောင်းရန်ကုန်တိုင်းဒေသကြီးတွင်မှစိုက်ပျိုးမွေးမြူရေးစုံများအကောင့်ထယ်ပေါ်ဆောင်ရွက်နေရခြင်းဟာဒိုင်းဒေသကြီးတွင်ရှိ လူဦးရေ9တန်းကျော်အတွက်နေ့စဉ်အတားငါဥအမျိုးမျိုးနဲ့ဟင်းသီးဟင်းရွက်စားသုံးမှုလိုအပ်ချက်ကိုပြည့်မီစေရန်ဖြစ်ကြောင်း လူဦးရေ9တန်းကျော်ရဲ့နေ့စဉ်အသားစားသုံးမှုလိုအပ်ချက်ကိုစနစ်တကျဖြင့်တွက်ချက်ထားရှိရန်လိုပြီးဇုံလိုက်လူလာချက်ပြည့်မီအောင်စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်ရန်လိုကြောင်းဒေတာတွင် အခြေခံစားကုန်များကိုဖူလုံပေါများစွာဖြင့်စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်မည်ဆိုပါကကုန်စည်နှုန်းကြီးမြင့်မှုများကိုလည်းရောကြသွားစေမှာဖြစ်ကြောင်းရန်ကုန်တိုင်းဒေတာကြီးတွင် နေ့စဉ်စားသုံးမှုအတွက် အသားငါးဥများလိုအပ်ကြောင်း ထုတ်လုပ်မှုနဲ့စားသုံးမှုများကြမှာသာတင်းတင်းနဲ့ဈေးနှုန်းများဖြစ်မှာဖြစ်ကြောင်းဒါကြောင့်အသား၅နဲ့ဥများကိုထုတ်လုပ်မှုနဲ့စားသုံးမှုများကြအောင်စောင့်ရပေးရမှာဖြစ်ကြောင်းအလားတူအသီးနှံများကိုလည်းမိမိတို့တိုင်းနေတာခြေတွင်ပေါများနေအောင်စိုက်ပျိုးရမှာဖြစ်ကြောင်းမိဖို့ကြောင့်သုံးသိနိုင်များကိုလည်းလုံလောက်စွာစိုက်ပျိုးထုတ်လုပ်သွားရန်လူကြောင်းနာစကာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားခဲ့တယ်လို့သိရပါဗျာ။ နိုင်စကားဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘူဂျုံမကြီးမင်းအောင်လိုင်ဟာကောင်စီတွဲဘက်တွင်ရေမှုဘူဂျုံကြီးရဲဝင်ဦးခရီးစဉ်တွင်လိုက်ပါလာတဲ့အဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှုနဲ့တာဝန်ရှိသူများလိုက်ပါလျက်ရန်ကုန်တိုင်းဒေသကြီးမော်ပြည်မြို့နယ်ရှိမြမစီဝါရေးကော်ပိုရေးရှင်းရွှေပြည်စိုက်ပျိုးမွေးမြူရေးဆောင်အကောင့်ထဲပေါ်စာဝတ်နေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရှိရပါတယ်ရှင်နောက်ဆုံးနေဆက်မဲ့တဲ့တင်ကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတိုက်ကြီးမွေးမြူရေးဆောင်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအားကြေညာစစ်ဆေးရေးသတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးယာဝန်ကြီးနဲ့ဌာနဆိုင်ရာအကြီးအကဲများဟာဇွန်လ22ရက်နေ့ကပိုင်းကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ်ချင်းကုန်းကျွာအုပ်စုတိုက်ကြီးမွေးမြူရေးဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇုံအတွင်ရှိလောက်ကွတ်အလိုက်မွေးမြူထားရှိမှုအခြေအနေဒရိဆန်အစာပင်နဲ့လေကာပင်များစိုက်ပျိုထားရှိမှုအခြေအနေမွေးမြူရေးချမ်းများတည်ဆောက်နေမှုအခြေအနေတို့အားကွင်းစင်တရှိစစ်ဆေးကြောင်းသိရပါတယ်ရှေဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းရဲ့အဖွဲ့ဟာတိုင်ကျင်းမွေးမြူရေးဆောင်အကွက်အမှတ် A33 ရှိကြက်ချံတီဆောင်မဲမြေနေရာအား၎င်း အကွာအမန် A32 ရှိပိုင်ရှင်ဒေါ်မြမြထွေရဲ့ခြံတွင်ဒေတာနောအကောင်ကြီး250မွေမျိုးထားရှိမှုခြံတိုးချဲ့တည်ဆောင်နေမှုဒရိဆန်အစာပင်နဲ့ခြံရွှေလန်တွင် လေကားပင်များစိုက်ပျိုးထားရှိမှုအခြေအနေအား၎င်းအကွက်အမတ် PC ရှိအေယာမင်္ဂလာကမ္ပဏီလီမိတက်ရဲ့ခြံတွင်ဒေတာနောအကောင်ရေ85ကောင်မွေးမြူထားရှိမှုနဲ့ခြံတိုးချဲ့တိဆောက်ပြီးစီမှုအခြေအနေအား၎င်း အကွက်အမတ် B5 ရှိပိုင်ရှင်ကိုစရာဖြိုးရဲ့ဒေတာနွားမွေးမြူမဲချမ်းတိဆောက်ပြီးစီမှုအခြေအနေနဲ့အစာပင်များစိုက်ပျိုးမဲ့မြေနေရအလကောင်းအကွက်အမတ် B4 ရှိပိုင်ရှင်ဥတီဟာဆိုရဲ့ချမ်းတွင်လူစားနွားအကောင်ရေ160မွေးမြူထားရှိမှုအလကောင်းအကွက်အမတ် A1 ရှိပိုင်ရှင်ဦးကျော်တင်ခိုင်ရဲ့ချက်ချံတီဆောင်မဲနေရအစာပင်များနဲ့ရေတူလောင်ကန်ဆောင်ရွက်နေမှုအခြေအနေအလကောင်း အကွယ်အမှန် AA တင်းရှိပိုင်ရှင်မက်ကေရဲ့ခြံတွင်ဦးစားချက်အကောင်ရေ3200မွေမျိုးထားရှိမှုအား၎င်းအကွယ်အမှတ် A27 ရှိပိုင်ရှင်ဦးဆန်လင်းရဲ့ခြံတွင်ဦးစားချက်အကောင်ရေ3000မွေမျိုးထားရှိမှုနဲ့ခြံတိုးချဲ့တည်ဆောင်မဲ့မြေနေရအား၎င်းအကွယ်အမှတ် A26 ရှိပိုင်ရှင်ဦးသိမ်းမြင့်ရဲ့ခြံတွင် အသားစားချက်အကောင်ရေ1400မွေမျိုးထားရှိမှုအား၎င်း အကွက်အမတ်အ25ရှိပိုင်ရှင်ဦးချစ်ကိုရဲ့ချမ်းတွင်လိုစားနွား12ကောင်မွေမြူထားရှိမှုအား၎င်းအကွက်အမန် A21 ရှိ Asian Leaf Company Limited Royal AAD ရဲ့ခြံတွင်စိတ်အကောင်ရေ295ကောင်းမွေးမြူထားရှိမှုအား၎င်းအကွက်အမန် A24 ရှိ Corantel Family Company Limited ရဲ့ခြံတွင်ဘဲအကောင်ရေ3400ရောင်းမွေးမြူထားရှိမှုအား၎င်း အကွက်အမန်အေဒရရှိရွှေဝဲ၃ရဲ့ချမ်းတွင်ဂုံအကောင်ရေ၆တောင်းဝင်းမြူထားရှိမှုအား၎င်းအကွက်အမန်အေသက်တီရှိ myanmarlife.society.developer company limited ရဲ့ခြံတွင်သုံးအကောင်ရေ940နဲ့စိတ်အကောင်ရေ140ဝင်မြူထားရှိမှုအား၎င်းလည်းလည်းကြည့်ရှုစစ်ဆေးရလုပ်ငန်းလုပ်ကိုင်သူများရဲ့တင်ပြချက်များကိုသက်ဆိုင်ရာဌာနဆိုင်ရာအခြေအကဲများနဲ့ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီးတိုင်းဒေသကြီးဝင်ကြီးချုပ်ကလိုအပ်သည့်များမှာကြပါရစေ။ အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းရဲ့အဖွဲ့ဟာတိုက်ချင်းမျိုးနယ်မွေးမြူရေးဆောင်အနေရှိတနတ်ချောင်းပိတ်ရေလောင်တမန်အတွင်းရေတုံလောင်ထားရှိမှုရေပိုလွဲမှ ရေထုတ်လွှင့်နေမှုနဲ့ရေလောင်တမန်ကြန့်ခိုင်မှုအခြေအနေများအားကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကရှင်းလင်းတင်များပြီးတိုင်းဒေသကြီးဝင်ကြီးချုပ်ကလိုအပ်သည်များကိုမှာကြားကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်